ြည်မြုပ်ပေါ်တွင်စစ်ဖွဲ့ပါတီမဲဆွယ်စီယုံရေးပွဲများသို့စစ်တပ်ကပြည်သူများကိုချင်းချောက်ပြီးတက်ခိုင်းကြောင်းတီးရပါတယ်။ပဲခူးတိုင်းပြည်မြုပ်ပေါ်တွင်စစ်ဖွဲ့ပါတီမဲဆွယ်စီယုံရေးပွဲများသို့အကြမ်းဖက်စစ်တပ်ကတိန်ထောင်လင်းတဦးနှုတ်တက်ရောက်ရန်ပြည်သူများကိုချင်းချောက်တက်ခိုင်းနေကြောင်းဒေသပြည်သူများကပြောပါတယ်။စတက်မာလာပိုင်းမှစပြီးပြည်မြုပ်ပေါ်နှင့်ကျေးရွာအုပ်စုများတွင်စစ်ဖွဲ့ပါတီရဲကြီးပါတီဝင်များနဲ့အုပ်ချုပ်ရေးမှုရိုင်းမှုများပူးပေါင်းက ရက်ွက်ကျေးရွာလိုက်မဲဆွယ်စီယုံပွဲများလှုပ်ဆောင်နေခြင်းဖြစ်ကြောင်းစစ်တပ်ကပြည်သူများကိုချင်းချောက်ကကျန်းဖို့ပါတီမဲဆွယ်စီယုံပွဲသို့ချင်းချောက်တက်ရောက်ခံကြောင်းထိုကျန်းဖို့ပါတီမဲဆွယ်စီယုံရေးပွဲများကို အကျန်းဖက်စစ်တပ်ကတရင်ထောင်တွင်တူးနှုံအတင်းအဓမ္မချင်းချောက်တက်ရောက်ခိုင်းနေကြောင်းတက်ရောက်ခြင်းမရှိသူများကိုပေါ်တာဆွဲဖမ်းဆီးမိဟုဆိုကချင်းချောက်မှုများလှုပ်ဆောင်နေကြောင်းသိရှိရပါသည်စစ်တပ်ကကြောထောက်နောက်ခံပေးထားသောကျန်းဖို့ပါတီမဲဆွယ်စီယုံရေးပွဲများတွင် ကျန်းဖို့ပါတီမှလွှတ်တော်ကိုယ်စားလှယ်လောင်းများကပြည်သူများကိုရွေးကောက်ပွဲတွင်ကျန်းဖို့ပါတီကိုဆန္ဒမဲပေးကြရန်တရားမဝင်အတုရောက်ရွေးကောက်ပွဲကိုဝန်ဝန်ကူညီကြရန်နဲ့ကျန်းဖို့ပါတီတဲ့ဝင်ရောက်ပါကစစ်မှုထမ်းကင်းလွတ်ခွင့်ရမည်ဟုဆိုကာပြောဆိုစည်းရုံးနေကြောင်းတည်ရပါတယ်ပြည်မျိုးပေါ်ရက်ွက်နဲ့ကြေးရအုပ်စုတွေမှာကျန်းဖို့ပါတီရတိပါတီဝင်တွေနဲ့အုပ်ချုပ်ရေးမှူးရိုင်းမှုတွေပူပေါင်းပြီးရက်ွက်အလိုက်စည်းရုံးရေးပွဲတွေလှုပ်ဆောင်နေတယ်အပွဲကိုစစ်ခွေးတွေကပြည်သူတွေကိုဖိအားပေးတက်ရောက်ခိုင်းနေတာပါ ဇီယုံရေးပွဲမှာကျန်းဖို့ပါတီလွှတ်တော်ကိုယ်စားလှယ်ဆိုတဲ့စစ်ခွေးတွေကပြည်သူတွေကိုမဲပေးဖို့နဲ့ယူကောက်ပွဲကိုဝမ်းဝမ်းကူညီဖို့နဲ့သူတို့ကျန်းဖို့ပါတီထဲဝင်ရင်စစ်မှုထမ်းကင်းလွတ်ခွင့်ရမယ်ဆိုပြီးဇီယုံနေကြတာပါဟုဒေသပြည်သူတို့ကပြောဆိုပါတယ်။အကျန်းဖက်စစ်တပ်အုပ်စုသည်တရားမဝင်အတုရောက်ရွေးကောက်ပွဲအပိုင်းတက်ကိုဒီဇင်ဘာလ28ရက်နေ့တွင်တရားနဲ့နှမြုပ်နယ်တွင်ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီးပြည်မြုပ်နယ်လည်းပါဝင်ကြောင်းသိရှိရပါတယ်။အကျန်းဖက်စစ်အုပ်စုကနျူကလ িয়ার လက်နက်ပိုင်ဆိုင်ရေးညီမလှုပ်ဆောင်နေကြောင်း တာမကြီးဥကြုံမိုးထွန်းကဂရုတမကအစည်းအဝေးတွင်နိုင်ငံတကာကို အသိပေးပြောကြားလိုက်ပါတယ်။အကြမ်းဖက်အာဏာသိမ်းစစ်အုပ်စုကနျူကလ ියා လက်နက်ပိုင်ဆိုင်ရေးကိုယီမန်းချက်ကိုလှုပ်ဆောင်နေကြောင်းဂရုတမကဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တာမကြီးဥကြုံမိုးထွန်းကဂရုတမကတွင်နိုင်ငံတကာကိုသတိပေးပြောဆိုလိုက်ပါတယ်။စက်တင်ဘာလ26ရက်နေ့အမေရိကန်ပြည်ထောင်စုနယူးယောက်မြို့ဂရုတမကဌာနချုပ်တွင် ပြုလုပ်သောဂရုတမကအထွေထွေညီလာခံ၏အပြည်ပြည်ဆိုင်ရာနျူကလ ියා လက်နက်အလုံးစုံဖျက်သိမ်းရေးနှင့်အထိမ့်မှတ် high level မျက်နှာစုံကြီးအစည်းအဝေးတွင်တာမကြီးဥကြုံမိုးထွန်းကအထက်ပါတိုင်းသတိပေးလိုက်ခြင်းဖြစ်ပါတယ်။တရားမဝင်အာဏာသိမ်းစစ်အုပ်စုသည်အန်ဒီယန်ဖြစ်စေနိုင်သည့် nuclear လက်နက်ပိုင်ဆိုင်မှုရည်မှန်းချက်ကိုဆက်လက်လှုပ်ဆောင်နေကြောင်းမြန်မာနိုင်ငံကိုယခုကဲ့သို့အလုံးစုံပျက်စီးဆုံးရှုံးရိုယွတ်မှုထဲသို့တွန်းချခဲ့သောစစ်အုပ်စုသည်ငြိမ်းချမ်းသောအရက်ဖက်အုံပြမှုအတွက် nuclear နည်းပြန်ကိုအုံပြလိုက်မည်မဟုတ်ကြောင်းပြည်သူပြည်သားများအပေါ်လွန်စွာဆိုးရွားသောစစ်ရုံးမှုများကျူးလွန်နေသောစစ်အုပ်စုသည် အယက်ဖက်စစ်ဘက်နှစ်မျိုးလုံးအသုံးပြုနိုင်သည့်နျူကလ ியர் နည်းပညာကိုအယက်ဖက်အသုံးပြုမှုအတွက်သာဆောင်ရွက်လိမ့်မည်မဟုတ်ကြောင်းတာမကြီးဥကြုံမိုးထွန်းကပြောဆိုပါရယ်မြန်မာနိုင်ငံ၏ရွေးကောက်ခါယသားဆိုရလက်ထက်နျူကလ ியர் လက်နက်စမ်းသပ်မှုပိတ်ပင်ရေးဆိုင်ရာစာချုပ် CTBT တို့အတည်ပြုလက်မှတ်ရေးထိုးခဲ့ပြီးနျူကလ ியர் လက်နက်တားဆီးပိတ်ပင်ရေးဆိုင်ရာစာချုပ် TPNW ကိုလက်မှတ်ရေးထိုးခဲ့ခြင်းတို့သည်နျူကလ ியர் လက်နက်အလုံးစုံဖျက်သိမ်းရေးဆိုသည့်စုပေါင်းညီမှန်းချက်ပြည့်မီရေးအတွက်တိုးတက်မှုရှိစေခဲ့ကြောင်း ်သို့သော2021ခုနှစ်တွင်ဖြစ်ပေါ်ခဲ့သည့်တရားမဝင်အားလားသိမှုကြောင့်နျူကလ িয়ার လက်နက်တားဆီးပိတ်ပင်ရေးဆိုင်ရာစာချုပ် TPNW အတည်ပြုလက်မှတ်ရေးထိုး၏လုံအားစီစဉ်များကိုရပ်ဆိုင်းသွားခဲ့ကြောင်းတမတ်ကြီးကထောက်ပြထားပါသည်နျူကလ িয়ার လက်နက်ဖြတ်သိမ်းရေးစီစဉ်များတိုးတက်မှုမရှိခဲ့သည့်အပြင်တရားမဝင်အားလားသိမ်းစစ်တပ်ကမြန်မာပြည်သူများပေါ်လေကြောင်းတိုက်ခိုက်မှုများနဲ့လက်နက်ကြီးပစ်ခတ်မှုများကိုဆက်မပြတ်ဆက်တိုက်ပြင်းထန်စွာကျူးလွန်လျက်ရှိနေကြောင်းထို့အပြင်တစ်ချိန်တည်းတွင် တရားမဝင်အာဏာသိမ်းစစ်အုပ်စုသည်အန်ဒီရဲ့ဖြစ်စေနိုင်သည့်နျူကလ িয়ার နဲ့ပိုင်ဆိုင်မှုရိမှန်းချက်ကိုဆက်လက်လှုပ်ဆောင်နေပြီးငြိမ်းချစွာအရက်ဖက်အသုံးပြုရမှုသောအမိတပ်၍နျူကလ িয়ার နဲ့ပိုင်နိုင်ငံကြီးတကယ်နိုင်ငံနဲ့ပူးပေါင်းလှုပ်ဆောင်မှုများတိုးမြင့်ဆောင်ရွက်လာနေကြောင်း၎င်းကရှင်းလင်းပြောဆိုပါရ။ဥကြုံမိုးထုံကမြန်မာနိုင်ငံသည်နျူကလ িয়ার နဲ့ကင်းစင်သောကမ္ဘာကြီးတည်ဆောက်နိုင်ရေးဆိုသည့်စုပေါင်းရိမှန်းချက်ပေါ်မြန်မာနိုင်ငံ၏ဂရုကဝတ်ကိုထပ်မံအတည်ပြုပါကြောင်းထို့ကြောင့်မြန်မာပြည်သူများ၏အသက်အိုးအိမ်နဲ့အနာဂတ်ဆုံးရှုံးမှုများကိုတားဆီးပေးနိုင်ရေးအတွက် တရားမဝင်အာဏာသိမ်းစစ်အုပ်စုတို့လက်နက်ခဲယံတိုက်လေရင်စီနဲ့အရက်ဖက်စစ်ဖက်နှမျိုးသုံးပစ္စည်းများစီစဉ်ထောက်ပံ့မှုများချက်ချင်းပိတ်ဆို့ရပ်တန့်ပေးကြပါရန်ဂရုတမကဖွဲ့ဝင်နိုင်ငံများအားလုံးကိုတိုက်တွန်းခဲ့ပါတယ်။စစ်အုပ်စု၏အတူရောက်ရွေးကောက်ပွဲလုပ်ငန်းတွင်နိုင်ငံတကာမှပတ်မိုးကူညီမှုတစုံတရာပေးအပ်ခြင်းသည်စစ်အုပ်စု၏အန္တရာယ်ကြီးမားသောနျူကလ িয়ার ရီမန်းချက်ကိုပြင့်မီသွားစေရေးအတွက်အဆင့်တစ်ဆင့်အဓိကသွားစေမည်ဖြစ်ကြောင်းတမ်မကြီးဥတုံမိုးထွန်းကနိုင်ငံတကာကိုသတိပေးပြောဆိုလိုက်ပါတယ်။ရုရှားကူညီဖြင့် မြန်မာနိုင်ငံတွင်နျူကလ িয়ার အသေးစားတပတ်ဖို့စောက်လို့ရန်စူးစမ်းနေသော အကြမ်းဖက်မေအောင်နိုင်ကမူနျူကလ িয়ার နည်းပညာကိုရင်းချရေးအတွက်အသုံးပြုမည်ဖြစ်ကြောင်းစက်တင်ဘာလ24ရက်နေ့မှစက်တင်ဘာလ29ရက်နေ့ထိတွားရောက်ခဲ့သောရုရှားကီးစင်နှင့်မကြာခဏဆိုသလိုထုတ်ဖော်ပြောဆိုထားပါသည်။ဆွေးဥစုနှင့်ရုရှားဆိုရကြမဂါဝတ်130အသေးစားနျူကလ িয়ার တပတ်ဖို့တိဆောက်ရန်နှင့်နျူကလ িয়ার တပတ်ဖို့ကိုမဂါဝတ်330အထိတိုးချဲ့တိဆောက်ရန်သဘောတူလက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ကြောင်းသိရပါသည်။ ရုရှားပြန်မရောက်နိုင်ကိုကြိုဆိုမိစစ်တပ်ထောက်ခသူများနေပြည်တော်လာရန်လမ်းစိတ်ဟိုတယ်ခအပါဝင် နေထိုင်ခတဲကိုကစည်းရင်းဖြင့်ငွေကျပ်3000ပါမုတ်ဖို့ထပ်ပေးမည်ဖြစ်ကြောင်းတည်ရပါတယ်။ရုရှားကီးစင်မှပြန်လာမိအကြမ်းဖက်မရောက်နိုင်ကိုကြိုဆိုရန်အတွက်စစ်တပ်ထောက်ခသူများကိုနေပြည်တော်သို့လာရန်လမ်းစိတ်ဟိုတယ်ခပါဝင်နေထိုင်စားတဲကိုကစည်းရင်းဖြင့်ငွေကျပ်3000ကိုပါမုတ်ဖို့ဖြစ်ပေးအပ်ကြောင်းနေပြည်တော်စစ်ပဒရင်ရင်းမြစ်ကပြောဆိုပါတယ်။အကြမ်းဖက်မရောက်နိုင်ငံခြားကီးစင်မှပြန်လာတိုင်းကြိုဆိုရန်အတွက် စစ်တပ်နဲ့အတူစီးပွားရေးဒရက်ဘတ်လုတ်ကင်နေကြတော့စီးပွားလုံငန်းရှင်တို့ကအကုန်ကြခံစီစဉ်ခဲ့ကြအောင်မယောင်လိုင်းကိုကြိုးဆိုရင်မြေပြည်တော်တို့လာပြီးစစ်တပ်ဖက်တော်သားတရုတ်ဆောင်အဆိုတော်ဟာသလူရှင်တော်များမဘာသာဘုံကြီးများအမျိုးသားရဲ့ဆွံ့ညောင်းများအတွက်လမ်းစိတ်ဟိုတယ်ခစားစိတ်ဒဲကိုစိတ်မုတ်ဖိုးဖြင့်ငွေကျပ်3000ကိုပါစီစဉ်ပေးခဲ့ကြအောင်တည်ရှိရပါတယ်ဒီနေ့ပြန်လာမယ်စကေဂျူးခင်းစဉ်လိုက်ဆိုရင်ညနေလောက်ရောက်မယ် ကျိုးစိုးရည်တွေအရင်လိုပဲမိဖက်စီးပွားရေးသမားတွေကနေထိုင်စားစိတ်မို့ဖို့ပါစီစဉ်ပေးပြီးတော့ကျိုးစိုးရည်ခေါ်တယ်။မင်းသားမင်းသမီးတွေကတော့တစည်းတာမထောက်ကန်သူတွေကတော့အ ਨੇ ဆုံးမို့ဖို့၃နောက်ပေးတယ်။မင်းသားမင်းသမီးတွေကတော့ဟိုတယ်မှာထားတယ်။တာမန်ကတော့နေပြီးတော့စီမင်မှာထားတယ်။လမ်းစိတ်ကကားစင်းလုံးငားတယ်။ဈေးအကုန်လုံးကစီးပွားရေးသမားတွေကကြံ့ခါနာ။တန်းနဲ့စီးပွားရေးလုပ်နေတဲ့စီးပွားရေးသမားတွေကအကုန်ခါနာ။အရင်ခီးစဉ်တွေတိုင်းပဲကျိုးစိုးရည်ကဟုနေပြီးတော့စစ်ပဒရင်ရင်းမြစ်ကပြောဆိုပါတယ်။မြောင်းနိုင်ပြပခီးစဉ်မှပြန်လာနိုင် ရအောင်ဆိုးမြတ်သူစားဒိန်တော်ခန့်စည်သူမေတ္တာနုမေတ္တစာဥစသည့်စစ်တပ်ဖက်တော်သားတရုတ်ဆောင်ဟာသလူရှင်တော်နဲ့အစိုးရတချို့ကလာရောက်ကြိုဆိုလေ့ရှိပြီးမဘာသားနဲ့အမျိုးသားရေးစွန့်ရောက်များကလည်းငွေကြေးရသဖြင့်လာရောက်ကြိုဆိုကြကြောင်းသိရှိရပါသည်ထို့ပြင်စစ်တပ်ကမရောက်နိုင်ကိုကြိုဆိုရေးအတွက်နန်းစီဒီယမ်ဝန်ထမ်းများနဲ့မိသားစုများကိုလည်းဆင့်ခေါ်လေ့ရှိပြီးယနေ့တန်လျရောက်ရှိမိပြည်ပကီးစင်အတွက်လည်းနန်းစီဒီယမ်များကိုလာရောက်ကြိုဆိုခိုင်းထားကြောင်းသိရှိရပါသည် မေအောင်လိုင်းကိုကြိုဆိုရေးအတွက်ငွေကြေးကုန်ကျမှုများကိုစစ်တပ်လက်အောက်ခံမြမစီးပွားရေးဥပိုင်းမြမစီးပွားရေးကော်ပိုရေးရှင်းတို့နဲ့အတူစီးပွားရေးတွဲဖက်လုပ်နေသောစီးပွားရေးသမားများကအများဆုံးအကုန်ကျကငွေစိုက်ထုတ်ပေးကြောင်းသိရှိရပါတယ်။ဥပိုင်းတို့ MEC တို့ကခင်ဗျားတို့ဒါတော့အကုန်ကျခံလိုက်ဆိုပြီးမိဘက်စီးပွားရေးသမားတွေကိုငွေထုတ်ခိုင်းတာဟိုကလည်းဒီလောက်ကတော့ထုတ်တာပေါ့။ပြန်ရတာကများတော့စိုက်ထုတ်ပေးတယ်။ V9 ထုတ်တာကအစအကုန်စီးပွားရေးသမားတွေကအကုန်ကျခံတာဟုနေပြီးတော့စစ်ပဒရင်ရင်းတဲ့ကဆိုပါတယ်။ အကြမ်းဖက်မရောက်နိုင်သည့်စက်တင်ဘာလ24ရက်မှစက်တင်ဘာလ29ရက်နေ့ထိရုရှားနိုင်ငံသို့တွားရောက်နေခဲ့ခြင်းဖြစ်ပါတယ်။၄ကောတိုက်ပွဲ9ရက်မြောက်နေ့ထိပြင်းထန်နေကြောင်းသိရပါတယ်။ကရင်ပြည်နယ်မြောက်ပြည်မြို့တောင်ဘက်က၄ကောမြို့အစ်ကိုစစ်ကြောင်းထိုးနေတဲ့စစ်တပ်နဲ့တော်လိုင်းပူပေါင်းတပ်တို့ရဲ့9ရက်မြောက်နေ့တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်းသိရပါတယ်။စစ်ကောင်စီတပ်ဟာဒီအနယ်ချောင်းဆောင်တပ် BGF ရဲ့တရင်အချို့ရဲ့အကူအညီနဲ့အပြင်းထန်စစ်ကြောင်းထိုးနေတယ်လို့တပ်မ6နေကတော်လိုင်းသတင်းရင်းမြစ်တူကပြောပါတယ်။ ဒါကြောင့်တိုက်ပွဲ9ရက်မြောက်နေ့ဖြစ်တဲ့စက်တင်ဘာလ29ရက်မှာလည်းတိုက်ပွဲအလွန်ပြင်းထန်နေတယ်လို့တော်လာရေးသတင်းရင်းမြစ်တွေကပြောပါရယ်။မြောက်ရီမျိုးဆောင်စစ်တပ်ခါလာရ2ခုကတိုက်ရင်ကနေလည်းလက်နက်ကြီးတွေနဲ့အဆက်မပြတ်ပြစ်ကူပေးနေတယ်လို့တော်လာရေးသတင်းရင်းမြစ်တူကပြောပါရယ်။2ခုကကမစ္စိုင်းတွေအတွဲလိုက်ပစ်တံကြားရတယ်လို့၎င်းကပြောပါရယ်။စစ်ကောင်စီတပ်ဟာအတင်းတိုးဝင်စစ်ကြောင်းထိုးနေပြီးလက်ရှိမှာလေကော်မျိုးအဆက်ကိုရောက်ရှိနေတယ်လို့ဆိုပါရယ်။ လေးကောင်မျိုးသစ်ကိုရဖို့အတွက်စစ်ကောင်စီတပ်ဟာစက်တင်ဘာလ21ရက်ကစတင်ပြီးစစ်ကြောင်းထိုးလာတာဖြစ်ပါတယ်စစ်တပ်ဟာလေးကောင်မျိုးသစ်စီကိုစစ်ကြောင်း၅ကြောင်းနဲ့ထိုးစစ်ဆင်ရမှာ BGF ရဲ့ဗိုလ်တင်ဝင်အဖွဲ့ကလေးကောင်ရဲ့အရှိမြောက်ဖက်မဲဝါခီရွာဘက်ကနေစစ်ကြောင်းကူထိုးတယ်လို့သိရပါတယ် BGF ရဲ့ဗိုလ်မုတ်တုံဘက်ကလေးကောင်ရဲ့အနောက်မြောက်ဖက်ကနေကြောက်ကူရွာကနေစစ်ကြောင်းကူထိုးလာတယ်လို့တော်လှန်ရေးတရင်ရင့်မြစ်တွေကပြောပါတယ် စက်တင်ဘာလ23ရက်နေ့25ရက်ကဖြစ်ခဲ့တဲ့တပ်ပွဲတွေမှာစစ်တပ်ကတေဆုံးဒဏ်ရာရသူအများကြီးရှိခဲ့တယ်လို့တော်လှန်ရေးရဲဘော်တချို့ကပြောပါတယ်။မေဝါခီရွာဘက်ကလည်းစစ်ကြောင်းထိုးလာတဲ့ BGF ဘူတင်ဝင်းတပ်ဖွဲ့ကလည်းအထိနာတယ်လို့တီးရပါတယ်။ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL နဲ့ PDF ပူးပေါင်းတပ်စစ်ကြောင်းတွေကလေးကကော်မျိုးတစ်ကိုခုခံကာကွယ်နေတာဖြစ်ပါတယ်။တော်လှန်ရေးပူးပေါင်းတပ်ကကော်ဘရာစစ်စင်ရေးမှူးဘုံမှုဒါဘောကိုရိုင်းစစ်မြေပြင်မှာဥဆောင်တိုက်ခိုက်နေတဲ့ရုပ်တံကိုစက်တင်ဘာလ26ရက်ကလူမှုကွန်ရက်မှာပေါ်ထွက်ခဲ့ပါတယ်။ စစ်ကောင်စီတပ်ဟာစစ်မှုထမ်းဥပဒေနဲ့အတ္တမစုဆောင်းထားတဲ့စစ်သားတပ်သားတွေကိုမှုရစေးတွေကျွေးပြီးရှေ့တက်ခိုင်းနေတာလို့လေးကကော်ဒေတာမှာတပတ်ဝင်နေကြတဲ့တော်လိုင်းရဲဘော်တွေကအသိပေးထားပါတယ်။စစ်ကောင်စီတပ်ကိုခုခံတိုက်ခိုက်နေကြတဲ့ကော်ပိုရိတ်စစ်ကြောင်းတဲ့စစ်ကြောင်းမူစောကော်ကတော့မိဘပြည်သူတွေကိုသားလူငယ်လူရွယ်တွေရှိရင်ပြည်သူစစ်ထဲပါမသွားစေရန်အထုကီးပြုစေချင်ပါတယ်။ခုတက်လာတဲ့ပြည်သူစစ်တွေကြောင်တောင်တောင်တွေဆေးကျွေးပြီးရှေ့ကိုလွတ်တင်တယ်လို့ယူဆရပါတယ်။ စစ်မကောက်စွာနဲ့ကိုဘက်ကကန်ထုတ်ရတာများပါတယ်လို့စက်တင်ဘာလ23ရက်တက်ခွဲအပြီးမှာသူ့ရဲ့လူမှုကွန်ရက်ကလည်းရေးသားအသိပေးထားပါတယ်စစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုကာဝယ်ပေးသွားမယ်လို့ကရင်လက်နက်ကိုင်အဖွဲ့၃ဖွဲ့ကကြေညာထားပါတယ်အာနာသိစစ်ကောင်စီရဲ့ရွေးကောက်ပွဲဟာကရင်ပြည်နယ်နဲ့လူထုရဲ့ဘဝကိုအေးချမ်းတည်ရအောင်ဖန်တီးပေးနိုင်မယ်လို့ယူဆတဲ့အတွက်ရွေးကောက်ပွဲကိုကာဝယ်ပေးသွားမယ်လို့ကရင်လက်နက်ကိုင်အဖွဲ့၃ဖွဲ့ကပူးတွဲသဘောထားကြေညာချက်ထုတ်ပြန်လိုက်ပါတယ် ANL ၆ဆောင်တပ် BGF ဖြင့်ရင်းချိုင်းကောင်စီ KNU KNLA PC နဲ့ဒီမိုကရေစီအကျိုးပြုကျင့်တက်မလို့ DKB ရဲ့ဖွဲ့သုံးဘွဲကထိပ်ပိုင်းခေါင်းဆောင်တွေမနေ့စက်တင်ဘာလ28ရက်မှာမြောက်ဒီမြို့နယ်ရှိ BJP အမှတ်နဲ့တက်တဲ့ဌာနချုပ်မှာဖြစ်တဲ့တိတ်ကတိချေးရွာမှာပြေဆုံးပွဲပြုလုပ်ခဲ့ပြီးနောက်ပူရဲကြင်ညာချက်ထုတ်လာတာဖြစ်ပါတယ်။အဲဒီသုံးဘွဲမှာ BJP ကစစ်တပ်လက်အောက်ခံဖြစ်ပြီး DKB နဲ့ KNU KNLA PC တို့ကတနင်္ဂနွေနေ့အပြစ်တိုက်ခိုက်မှုရစဲရေးသဘောတူစာချုပ်လက်မှတ်ထိုးထားတဲ့အဖွဲ့တွေဖြစ်ပါတယ်။ပူရဲကြင်ညာချက်မှာတော့ စစ်ကောင်စီရဲ့ရွေးကောက်ပွဲကနိုင်ငံတည်ရင်ရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးကိုဖော်ဆောင်နိုင်လိမ့်မယ်လို့ဆိုထားပါတယ်။ရွေးကောက်ပွဲမထီခတ်အောင်လည်းကာကွယ်စောင့်ရှောက်သွားမယ်လို့ကြေညာချက်မှာဆိုထားပါတယ်။လက်ရှိကရင်ပြည်နယ်ထဲကတပ်ဖွဲ့တွေမှာစစ်ကောင်စီတပ်နဲ့အတူ KNL ချားဆောင်တပ် BGF တပ်ဖွဲ့ဝင်တွေပအဝင်ကူညီတက်ဟပ်ပေးနေတယ်လို့တော်လှန်ရေးတရင်ရင်းမြစ်ချူရဲ့ပြောပြချက်ရသိရှိရပါတယ်။